ပထွေးဖြစ်သူရဲ့ဘလက်ကာယအနိုင်ကျင့်မှုကြောင့်အသက်လွတ်ထွက်ပြေးလာရတဲ့တာမီကိုအခုလိုခဲ့တင်လိုက်တဲ့ခိုင်နေဝေပရိသတ်များအားလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထွေးဖြစ်သူရဲ့နှိမ့်ဆက်အနိုင်ကျင့်မှုထံကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားရတာကတော့အသက်ရှင်နေအရွယ်တားငယ်လေးပါအထူးသဖြင့်ပထွေးဖြစ်သူဟာသူတင်မကတခြားလူတွေကိုပါခေါ်ပြီးတော့မတော်တရားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းထိခိုက်ဒဏ်ရာရရှိသွားတဲ့အထီပါပဲ။အမျိုးသမီးတွေအထူးသဖြင့် single မသားတွေဟာအာခိုးရရှာတဲ့နေနဲ့အိမ်ထောင်ပြုတဲ့ တ်ကြပါတယ်။ဒါပေမဲ့လက်ထလိုက်တဲ့အမျိုးသားကစိတ်ထားကောင်းပြီးတော့ရိုးသားတဲ့လူဆိုရင်တော့ပြဿနာမရှိပါဘူး။ဒါပေမဲ့ပထွေးဆိုးဖခင်ဆိုးဖြစ်သွားရင်တော့ကိုယ်ပါအနိုင်ကျင့်ခံရသလိုကိုယ့်ရဲ့သားသမီးတွေလည်းဘဝလုံးကျုံမှုမရှိဖြစ်ရပါတယ်။အထူးသဖြင့်အခုကိစ္စမှာလူတွေရဲ့တဏှာရာကစိတ်ကကြောက်စရာကောင်းအောင်များပြားလာတာဖြစ်ပါတယ်။ဒါကြောင့်လည်းသမီးမိန်းကလေးတွေသာမကတားယောက်ျားလေးတွေပါဘဝလုံးကျုံမှုမရှိတော့တာပါ။ဒီအထက်ကမာသားမိနီယောက်ရဲ့အဖြစ်ကရင်းနှင်းစရာဖြစ်ပါတယ်။စင်ငယ်မာသားမိခင်တယောက်ဟာတားလေးကိုမွေးထားတာ၈နှစ်အရွယ်ရှိပါပြီ။ ီးဒါပေမဲ့လည်းစာဝင်းနေရေးပြည်လဲစီဖို့အတွက်ခင်မုန်းတဲ့ကိုယူထားတာဖြစ်ပါတယ်ဒါပေမဲ့ခင်မုန်းတဲ့ကရုံမာတဲ့လူတယောက်ဖြစ်နေပြီးတော့တားလေးကိုပါမတော်တရားပြုကျင့်နေခဲ့တာဖြစ်ပါတယ်ဒီလိုပြုကျင့်နေရကြောင်းအနာတရားဖြစ်တဲ့အထီးပါပဲတခါတော့ကဆိုရင်၄ရောက်လောက်အလှဲကျနဲ့လှုပ်ခဲ့ကြတာပါဒါကြောင့်မိခင်ဖြစ်သူကတားလေးဖြစ်သူကိုကောက်ွယ်ဖို့အတွက်ရဲစခန်းမှာတိုင်ကျဖွင့်ခဲ့ပေမဲ့စိတ်ဒဇဝေဒနာရှင်အဖြစ်စိတ်ရင်သွင်းပြီးတော့အသက်အန္တရာယ်ချိန်ချောက်ခံခဲ့ရပါတယ်နောက်ဆုံးဒီလောက်အနိုင်ကျင့်ခံရတာတောင်အပြင်ကိုပြောခွင့်မရှိပဲ ဲနဲ့လူတွေကိုအကူအညီတောင်းခွင့်မရှိပဲအသက်အန္တရာယ်ချင်းချောက်ခံနေရပါတယ်။နောက်ဆုံးမှာတော့သူတို့သားမင်းယောက်ဟာဘေးလွတ်ရာကိုအသက်လူပြီးတော့ထွက်ပြေးလာနိုင်ခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့သူတို့ဟာမီဒီယာတွေကနေတဆင်သူတို့သားမင်းယောက်ခံစားခဲ့ရတဲ့ဒုက္ခတွေကိုခြားပြခဲ့ပြီးတော့သူတို့သားမင်းယောက်ကိုလုံခြုံရေးထိတဲ့နေရာလေးတစ်ခုပေးဖို့အတွက်ဝမ်းနည်းပူဆွေးစွာနဲ့တောင်းဆိုနေခဲ့ရဖြစ်ပါတယ်။ အခုချိန်မှာတော့သူတို့သားမီးနှစ်ယောက်ရဲ့ဘဝကိုကယ်တင်ပေးမဲ့သူကရောက်ရှိလို့လာခဲ့ပါပြီ။သူကတော့ Brighter မိခင်ကြီးဒေါခိုင်နှင်းဝေပါ။ Brighter မိခင်ကြီးခိုင်နှင်းဝေကဒုက္ခရောက်နေတဲ့သားမီးနှစ်ယောက်ကိုခိုလုံခွေလေးတနေရာစားပေးခဲ့တယ်လို့အနိုင်ကျင့်နှိမ့်ဆက်ခဲ့တဲ့ပထွေးဆိုသူကိုလည်းဥပဒေကြောင့်အရာအပြစ်ပေးနိုင်အောင်စူးစမ်းပေးမယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်းမေတ္တာရှင်မကြီးခိုင်နေဝေကိုအားလုံးကကျေးဇူးတင်နေကြတာပါဒီမတိုင်ခင်မှာတော့လူတွေဟာခိုင်နေဝေကိုတော်တော်လေးအမြင်မကြည့်ခဲ့ကြတာဖြစ်ပါတယ်အထူးသဖြင့်တော့ရှားထက်ွယ်အထည်ဆိုင်ကအမားလွဲတဲ့ငွေသိန်း30ကိစ္စကြောင့်ခိုင်နေဝေကိုအမြင်မကြည့်ဖြစ်ကြတာပါဒါအပြင်ခိုင်နေဝေရဲ့အလွဲအမားတွေကိုထောက်ပြပြီးတော့ပြစ်တင်ခဲ့ကြပါတယ် ဒါပေမဲ့လည်းချင်းမွန်း9ရက်ကရက်9ရက်ဆိုသလိုပါပဲအခုချိန်မှာတော့ခန်းနေဝေကိုပြည်သက်တွေကဝင်းရံနေကြပါပြီအတိုးသဖြင့်တော့ခန်းနေဝေကပထွေးကြောင့်အသက်အန္တရာယ်ကြောင့်ပြီးတော့ဘဝပြောင်းစီခဲ့ရတဲ့ရှစ်နှစ်သားလေးအတွက်ခန်းနေဝေကကဲတင်လိုက်တာကြောင့်လည်းခန်းနေဝေကိုအယံအယံကိုကျေးဇူးတင်နေကြတာဖြစ်ပါတယ်ခန်းနေဝေလိုမျိုးမြတ်တာရှင်မကြီးတာမရှိရင်တော့ဒီလိုမျိုးဒုက္ခရောက်နေတဲ့အခြေခံလူရန်းစားတွေရဲ့ဘဝကအားကိုးရမရမှာအသေးချပဲဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေအနေနဲ့ဒုက္ခရောက်နေတဲ့ခိုးကိုးရမယ့်အသားအမီးကိုကဲတင်လိုက် တဲ့ခိုင်နင်းဝေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်